လိုအပ်သည့်အလှတရားတင့်မှာပိုင်ဆိုင်သည်မပေါင်မုံလေးနှလုံးသာရှိတော့သည် ဆိုလင်တလုံးကိုရောင်းပြီးနှင်းပန်းလေးကိုဝဲကစိတ်ကိုလည်းအစာကျွေးလိုက်ပါ73ရာစုဖားရှင်းကဗျာဂျပန်လူမျိုးတို့သည်အယိုးဆုံးအရှင်ဆုံးအနည်းဆုံးပိုင်ဆိုင်နေထိုင်မှုမျိုးကို ှစ်သက်ကြသူများဖြစ်ပါတယ်။အ ਨੇ ဆုံးအယိုးဆုံးအရှင်းဆုံးကိုအမှုပညာတရက်အနေဖြင့်ခန်းစားတတ်ခြင်းသည်မွေးရပါဗီဇသဘောတရားနှင့်လည်းသက်ဆိုင်နေပါတယ်။ဂျပန်လူမျိုးတို့ကရာစုနှစ်ပေါင်းများစွာကလေးကနှိမ်ချယူကျိုးစွာနေထိုင်တတ်ခြင်းတန်ရှင်းအောင်နေထိုင်တတ်ခြင်းတို့နဲ့ရင်ပါနေခဲ့ကြသူများဖြစ်ပြီးသူတို့လူမျိုးဤယဉ်ကျေးမှုဓလေ့စရိုက်တစ်ခုအနေဖြင့် လက်ခံကျင့်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။ထို့ကြောင့်အမှုပညာမြောက်စွာကပြားဖွဲ့နီးပန်းအလှထိုးနီးအစားအသောက်များကိုလှပလက်ရာမြောက်စွာ စီမံခင်းကျင်းတတ်ခြင်း၊အရသာရှိစွာချက်ပြုတ်စားတောက်တတ်ခြင်းတို့မှလည်းသူတို့၏အမှုပညာဆိုင်ရာခံစားတတ်သည့်ယတပညာများနှင့်လည်းသက်ဆိုင်နေပါရဲ့။ဂျပန်နိုင်ငံတွင်လက်ခံကျင့်သုံးသောဇင်ဝါထသည် ဘာသာရေးတသက်သဘောတရားတစ်ခုမဟုတ်ပါ ကိုကျင့်တရားနှင့်ယသဆိုင်ရာသဘောတရားများကိုလည်းလေ့ကျင့်သင်ကြားပေးသည့်ပညာရပ်တစ်ခုလည်းဖြစ်နေပါသေးတယ်အယိုးဆုံးနှင့်အရှင်းဆုံးနေထိုင်တတ်စေရန်ဇင်ဝါဒသဘောတရားက သူတို့ကိုများစွာ လေ့ကျင့်သင်ကြားပေးထားပြီးသားဖြစ်ပါတယ်လူဘဝဆိုဒီမှာသူ့နေရာနဲ့သူအားလုံးအစီအစဉ်တကျဖြစ်နေရန်လိုအပ်ပါတယ်ဇင်သဘောတရားသည် လူပောင်ဘဝဤ ရှုပ်ထွေးနေမှုများကို ရှင်းလင်းပေးပါရယ်။အစီအစဉ်မကျမှုများကို အစီအစဉ်ကျအောင်လုပ်ပေးပါရယ်။အယိုးဆုံးနဲ့အရှင်းဆုံးသာနေထိုင်တတ်အောင်စူးစမ်းကြည့်လိုက်ပါ။အားလုံးအဆင်ပြေသွားပါလိမ့်မယ်ဆိုခြင်းမှာ အရှုပ်ထဲတွင်ရှင်းအောင်နေခိုင်းလိုက်ခြင်းသာဖြစ်ပါရယ်။ရှင်းထားလိုက်ရင်အားလုံးအစီအစဉ်တကြားနဲ့နေသားပြန်ကျသွားပါလိမ့်မယ်။စဉ်သဘောတရားကရှင်းရှင်းလေးဖြစ်ပါရယ်။မရှိခြင်းဖြင့် အင်အားဖြစ်စေသောဤဖြစ်ပါ၏ဂီတကိုခန်းစားရတွင်တိမ်မွေနူးညံ့ခြင်းအဝတ်အထည်တွင်ပျော်ပြောင်းခြင်းပန်းရနံ့တွင်မွေးခြင်းတို့သည်ဆွဲဆောင်မှုဖြစ်ပါ၏ပျော်ပြောင်းနူးညံ့တိမ်မွေခြင်းများတွင် စွမ်းအားတစ်ခုကရှိနေပြီသားဖြစ်ပါ၏အရာဝတ္ထုတိုင်းတွင် သူ့ပုံသဏ္ဍာန်နှင့်သူ ဖွဲ့စည်းတည်ရှိနေခြင်းမှာ အလတရားတစ်ခုသာဖြစ်ပါ၏လူသားတွင် သူ့ဖွဲ့စည်းပုံနှင့် လှတရားတွေကရှေ့ပေးတာဖြစ်ပါတယ်။ဖြူလဲလူမဲလဲလူသူ့ဆိုင်ရာကိုစီအလှတရားများဖြင့်ရှိနေပါတယ်။အလှအပကိုခံစားသည်ဆိုတော့လေကျွန်ုပ်တို့ကိုခန္ဓာဤအဓိကလိုအပ်ချက်မှာလေရေနှင့်အစာဖြစ်ပါတယ်။အလှတရားမသိအလှတရားမရှိအလှတရားကိုမခံစားတတ်ရင် အယူသာဖြစ်ပါလိမ့်မယ်။ပုံမှန်လူတိုင်းအလှတရားကိုခံစားတတ်ပါရဲ့။ ตาရာတတ်တယ်จีนูတတ်တယ်အလှတရားသည်စိတ်ကူးကို ဖြစ်စေပါတယ်ကိုကျင့်တရားနှင့်ယတပညာသည်ဆက်ဆက်နေပါတယ်ဇပန်တို့ကအလှတရားကိုဘဝနှင့်ဆက်ဆက်ထားတတ်ကြပါတယ်ဇိန်ခံပစ္စည်းများသည်လူကိုတတောင့်တတာဖြစ်စေသည်ဆိုတော့လေလိုအပ်ချက်ကိုသာအတိကထားကြပါတယ်အသုံးဆောင်ပစ္စည်းများကို သုံးစွဲရရင်လေတဘာဝနှင့်အလှအပကိုရှင်လိုက်လေ တဘာဝကြမှုကိုဥစားပေးတတ်ကြပါရဲ့အကျန်းခံအတုံးတဲ့အမျိုးမှန်အဖိုးတန်တို့ကိုသုံးဆွဲရန်သာစိတ်အားထက်သန်ကြပါရဲ့အတုံးလဲမတဲ့မလိုလဲမလိုအပ်သောစိန်ခံပစ္စည်းများကိုဝယ်သုံးခြင်းမှာ အပေါ်ရန်ကိုဝယ်ယူခြင်းဟု သူတို့ကသဘောထားကြပါရဲ့ကြော်ညာသည့်ပစ္စည်းများကိုဝယ်ယူခြင်းထက်မကြော်ညာဘဲခစ်အဆက်ဆက် လူသုံးများခဲ့သောခိုင်မာပြီးအတုံးတဲ့သောပစ္စည်းများကိုသာ အလေးထားသုံးစွဲခြင်းမှာလဲရိုးရှင်းသောခံစားခြင်းကို အထောက်အကူပြုခြင်းဖြစ်ပါတယ်။လူချမ်းသာတို့ဘဝတွေစတိုင်ကအရေးကြီးတယ်။စတိုင်ဆိုဒီမှာနနက်စာမစားမီသဘင်ကိုဖီးခြင်း၊နေ့လယ်စာစားလင်တချင်းလေးဖွင့်ထားခြင်းမိမိပတ်ဝန်းကျင်တွင်ပလတ်စတစ်နှင့်ဆက်ဆက်သော ပစ္စည်းများကိုမထားခြင်းမသုံးခြင်းတို့ဖြစ်ပါတယ်။နေ့စဉ်ဘဝအသုံးဆောင်များကိုငွေထည်များသာသုံးခြင်း ဧည့်သည်များကိုဧည့်ခံလင်လဲထုံငွေထဲပစ္စည်းများကိုသာသုံးစွဲပြခြင်းတို့မှာလူချမ်းသာတို့၏ style တစ်မျိုးဖြစ်ပါရဲ့အမေရိကန်ပြည်တော်စုတွင်စီးပွားရေးအကျပ်တဲဖြစ်ခဲ့သော1930ဝန်းကျင်ကာလကပဲငွေသည် style လောက်အရေးမကြီးချောင်းပြဆိုနေထိုင်ခဲ့ကြကြောင်းတွေ့ရပါတယ်မိသားစုတိုင်းဆုံးရှုံးမှုတွေများပြီးငွေကြေးဆိုင်ရာအခက်အခဲတွေဖြစ်နေတော်လဲသူတို့လူနေမှုဘဝများကို ပုံစံမပြတ် နေထိုင်နိုင်အောင်ကြိုးစားကြပါရစေ။ပညာတတ်အောင်သင်တယ်၊စကားလှအောင်ပြောတယ်။အရေးအသွေးပြည့်မီတဲ့ပစ္စည်းများကိုသာသုံးနိုင်ရန်ကြိုးစားကြပါရစေ။စီးပွားပြတ်မှုကို အပေါ်စားများဖြင့်အစားထိုးရန်မကြိုးစားခြင်းမှာအမေရိကန်တွေ၏ style တစ်မျိုးဟုမှတ်ယူရမှာ ဖြစ်ပါရဲ့။ style နဲ့အလှတရားများကမိမိတို့နေထိုင်မှုဘဝတိုးတက်ရေးကိုများစွာအထောက်အကူပြုပါရဲ့။ဂျပန်တွေလည်းဘလောက်ဘဝပြပြ သူတို့အနေနဲ့ထိုင်အမှုအရာ အပြောအဆိုတွေကို ဟန်ချက်ညီညီထိမ့်ပြီး ပြောဆိုနေထိုင်နိုင်ရန်ကြိုးစားကြပါရစေ။မရှိတော့လဲကြာကြာနာနာစပွဲတွင်ထိုင်ပြီး ပုံစံကြာကြာစတိုင်ကြာကြာထိုင်ကရှိရာလေးကို စားတောက်တက်ခြင်းကလည်းဂျပန်တို့၏အမှုပညာတစ်ခုဖြစ်ပါရစေ။ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေးများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ်ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟုသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။